အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေရဲ့လက်ထက်မှာသာ ဒေါ်လာတစ်ထောင်ရှိမယ်။အဲ့ဒီဒေါ်လာတစ်ထောင်ကို2026နှစ်စတာနဲ့ဒီထက်ပိုများလာအောင်ဘာလို့ရကောင်းမလဲလို့တွေးဖူးမှာပါ။တချို့ကဘန်မာအပ်ပြီးတော့အတူယူမယ်။တချို့ကဒေပေါင်း900သွားကစားမယ်။တချို့ကခရစ်ပတိုမှာရင်းနှီးမြှုပ်နှံမယ်။သာသဖြင့်လူတိုင်းမှာအတွေးကိုစီနဲ့ရှိကြမှာပေါ့နော်။တကယ်လို့သာမိတ်ဆွေကအဲ့ဒီဒေါ်လာတစ်ထောင်ကိုခရစ်ပတိုမှာရင်းနှီးမြှုပ်နှံချင်တယ်။ဒါပေမဲ့ဘာကွိုင်းဝယ်ရမလဲမသိဘူး။မြန်မြန်လဲချမ်းသာချင်တယ်ပေါ့နော်။အဲ့ဒီအတွက် show ဝယ်ချက်တွေ ပြက်လန်းတွေကဘာတွေရှိမလဲစသဖြင့်ပေါ့နော်မိခိုးတွေကသိတ်ကောင်းတဲ့မှာအနည်းနဲ့အများတော့ရှိနေမယ်လို့ထင်တယ်ကျွန်တော်တို့ကအောင်မြင်တဲ့ရင်းနှီးမြှုပ်နှံသူ Everstar ဖြစ်ဖို့လိုပါတယ်ဒါမှသာလျှင်ရေရှိအစစ်ပြေမှာပေါ့နော်အဲ့ဒီအတွင်းအောင်မြင်တဲ့ရင်းနှီးမြှုပ်နှံသူတွေကဘလို့စဉ်းစားတာလဲဆိုတာအရင်ကြည့်ရအောင်ပါသူတို့ကရေရှိကို တွေးပြီးတော့စီကတ်တကြနဲ့သူတို့ရဲ့ပတ်စံတွေကို Bricks Management လောက်တာကိုဦးစားပေးကြပါတယ်လောက်ကစားသမားတွေကတော့တခါနဲ့ All in နဲ့အကုန်ကြုံပြစ်လိုက်တာပဲပေါ့နော် Crypto မှာစပီရင်းနှီးမြှုပ်နှံမဲ့သူတိုင်းလောကမမေ့သင့်တဲ့ဂိုရူရိုခေါ်တဲ့ချွေစီမြက်တစ်ခုရှိပါတယ်။အဲ့ဒါကကိုယ့်ရဲ့စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏရဲ့1%ကနေ10%လောက်ကိုပဲရင်းနှီးမြှုပ်နှံသင့်တယ်လို့ကျွမ်းကျင်သူအများစုကအကြံပြုကြပါတယ်ပေါ့နော်။ဆိုလိုတာကအဲ့ဒီငွေတွေအကုန်လုံးဆုံးရှုံးသွားရင်တောင်မှသိရနေစေဘဝကိုမထိခိုက်အောင်ဖြစ်ပါတယ်။ Crypto ဈေးတွေကအတင်းအကျကျန်းအောင်မို့လို့စိတ်ခံစားမှုမထိနိုင်ဘူးဆိုလို့ရှိရင်ဆုံးရှုံးမှုကများပါတယ်။ရှေးပတ်တွေတော့က Donald Trump ရဲ့ စစ်ချက်ခေါ်ကြောင့်ဈေးတွေကျတယ် FED ကအတိုးနှုန်းလျှော့လဲဈေးတွေကကျတာပေါ့ပဲပေါ့နော်အခုအမေရိကန်ဆိုရရှန်တောင်းဖြစ်နေရကနေပြန်လဲလက်ပတ်နေတဲ့အချိန်လဲဈေးတွေကကျတော့ပါကျွန်တော်ရဲ့မိတ်ဆွေတယောက်ဆိုလို့ရှိရင်ဈေးမတက်တော့ဘူးထင်တယ်ဆိုတဲ့အတွင်းနဲ့တန်းနေဆဲဖြစ်ပြီးတော့အီတာရီယာနဲ့အကုန်လုံးကိုကိုသူအရှုံးခံပြီးတော့ရောင်းထုတ်လိုက်တာပါသူရောင်းထုတ်လိုက်တာဒေါ်လာ1000ကျော်ကျော်လောက်ရှိမှထင်တယ်သူအရှုံးပေါ်သွားတယ်ပေါ့နော်ကျွန်တော်ထင်သူကလည်းအီတာရီယာတစ်မျိုးတည်းကိုပဲပို့အော်ပြီးတော့ဝယ် ယ်ထားတယ်လို့တော့ထင်တယ်။အဲ့လိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကစိတ်ခံစားချက်ကို तू ကမထိန်းနိုင်တာပေါ့နော်။အခုဆိုလို့ရှိရင် Ethereum ရဲ့ဈေးတွေကလည်းပြန်တင်းလာလို့ तू အရှောက်ခံပြီးတော့ရောင်းလိုက်တဲ့အဈေးနားလောက်ပေါ့နော်။ပြန်ပြီးတော့ရောက်လာခဲ့ပါပြီ။ဆိုတော့စကားဘေးရောက်သွားမှဆိုလို့လူရင်းကိုပဲပြန်ပြီးတော့ဆက်လိုက်ပါမယ်ပေါ့နော်။အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူလည်းခုနကကျွန်တော်မိတ်ဆွေလို့ဈေးကြရည်တောင်ပန်းနေစံမဖြစ်အောင်စီကတ်တကြနဲ့ရေရှိအကျိုးအမြဲရဖို့ကျွန်တော်တို့ရဲ့လက်ထက်ကဒေါ်လာတထောင်ကိုဘလို့နီးဗျူဟာတွေစီမံ ဒိတ်တွေတုံးရင်အစီပြေနိုင်လဲဆိုတာလေ့လာကြည့်ရအောင်ပါဒီနေရာမှာဒေါ်လာ1000မှမဟုတ်ပါဘူးပေါ့နော်ဒေါ်လာ100လဲရပါတယ်ကျွန်တော်ကအဲ့ဒီအတွက်အခြေခံကြတဲ့အဓိကမန်ဒန်ဂျီ၃ခုပေါ်မှာယင်းနေမြုံနယ်မှုကိုတိစောက်ထားပါတယ်ပါတမတစ်ခုက ကိုယင်းနေမြုံနယ်မဲ့ SS တွေကိုခွဲပြီးတော့ဝယ်ပါပြည်ဥတွေအလောက်ကိုခြေနောက်တစ်ခုထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီခြေနောက်ကမတော်တဆဖြစ်လို့ပြုတ်ကျသွားတဲ့အခါမှာ အကုန်ဆုံးရှုံးမှုတွေဖြစ်ကုန်မှာပါ။ဒါကြောင့်ကျေးဥတွေအလုံးကိုချင်းနောက်တစ်ခုထဲမှာမထည့်ဘဲနဲ့ခွဲပြီးတော့ထည့်တာကပို့ပြီးတော့ကောင်းပါတယ်။ဆိုတော့အဲ့ဒီစကားကဆရာဆရာကြီးတွေရဲ့စကားပေါ်ကိုကျွန်တော်ကပြင်ပြီးတော့ယူသုံးထားတာပါ။ဆိုတော့ဆုံးရှုံးမှု IDA ကို short ချဖို့အတွက်ကကိုရင်းနှီးမြုံနယ်ဓာတွေရဲ့ဒီ NDA အနေအများပေါ်မှာမူတည်ပြီးတော့အစင်းလိုက် ခွဲထားတာကပို့ပြီးတော့ကောင်းပါတယ်။ကျွန်တော်က low risk ရဲ့ medium risk ရဲ့ပြီးရင် high risk ရဲ့ဆိုပြီးတော့ချင်းသုံးခုနဲ့ကျွန်တော်ခွဲလိုက်ပါတယ်။ပထမချင်းနောက်ထဲမှာဆုံးရှုံး ံးနိုင်ခြေနဲ့တဲ့ low risk ဖြစ်တဲ့ assets တွေကိုစုစုပေါင်းပတ်စံထဲက45%လောက်ကိုကျွန်တော်ကထည့်ပါမယ်အဲ့ဒါကဥပမာ bitcoin တို့ ethereum တို့လို market cap ကြီးပြီးတော့ဈေးကျရေးတောင်မှအချိန်တူအတွင်ဈေးပြန်တက်လာနိုင်တဲ့ coin တွေမျိုးကိုကျွန်တော်ကထည့်ပါတယ်အဲ့ဒီ coin တွေကိုလည်းတချို့က digital ရွှေ digital ငွေအဖြစ်ခေါ်ကြပါတယ်ဒုတိယခြေထဲမှာက media risk လို့ခေါ်တဲ့စုပ်ရှုံးနိုင်ခြေအသေးအသေးရှိတဲ့ assets တွေကိုစုစုပေါင်းပတ်စံရဲ့35%လောက်ကိုကျွန်တော်ထည့်ပါမယ်အဲ့ဒီမှာ market cap က်ကမသေးမကြီးဖြစ်တဲ့ဥပမာဆိုလာနာတို့၄ရောင်းဝက်အော့ကွိုင်တွေပြီးတော့ DEXCS project တွေရဲ့ client တွေဖြစ်တဲ့ BNB တို့ Aster တို့ Hyper တို့ကိုကျွန်တော်ထည့်ပါမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ client တွေရဲ့ project တွေကဈေးကွက်ကိုဥဆောင်နေတဲ့နည်းပညာတွေကိုတုံ့ထားပါတယ်။တတိယခြေထမ်းမှာက Hyrex လို့ခေါ်တဲ့ဈေးအတည်အကျကျန်တဲ့ client တွေကိုစုစုပေါင်းပတ်စံရဲ့20%လောက်ကိုပဲကျွန်တော်ထည့်ပါမယ်ပေါ့နော်။အဲ့ဒီမှာ AI token တွေ၊ gaming token တွေကိုကျွန်တော်ထည့်ပါမယ်။အဲ့ဒီ client တွေကအကျိုးအမြတ်များများရနိုင်ပေမဲ့ဆုတ်ရှုံးနိုင်ခြေကလည်းမြင့်တဲ့ client တွေမျိုးဖြစ်ပါတယ်။ဒါကြောင့်လည်း 90%ပါဆင့်လောက်ပဲကျွန်တော်ထည့်ပါတယ်ပေါ့နော်ဘဲကွိုင်းတွေကိုရင်းနှီးမြှုပ်နှံရမလဲဆိုတာသိပြီဆိုတော့အဲ့ဒီကွိုင်းတွေကိုဝယ်ဖို့လုပ်ပါမယ်ပေါ့နော်ဒီအတွက် DCA နီးလန်းကိုပဲကျွန်တော်ကအသုတ်ပြုပါမယ်ဒီနီးလန်းကဈေးတက်ပြီဖြစ်စေကျပြီဖြစ်စေစိတ်ခံစားချက်တွေမရှိတဲ့အပြင်ငွေကြေးဆုပ်ရှုပ်တာတွေကိုလည်းရှော့ချပေးပါတယ်ဒီရရှိမှာအကောင်းဆုံးပြမ်းပြစစ်တခုရရှိစေနိုင်မယ်2025ရဲ့ရေဘက်အစအဆုံးနီးပြတ် strategy တခုလည်းဖြစ်ပါတယ် investment strategy အကြောင်းတွေကိုလည်းကျွန်တော်စာရေးထားပေးပါတယ်အခု2026အတွက်လည်းအဲ့ဒီ DC DCA ကိုပဲကျွန်တော်ကအသုံးပြုသွားပါမယ်ပေါ့နော် DCA လုပ်နေကိုကဒီဗီဒီယိုမှာကြည့်လို့ရပါတယ်ကျွန်တော်ကတော့အသေးစိတ်တော့မပြောပြတော့ပါဘူးပေါ့နော် description မှာလည်း link ကျွန်တော်ထည့်ထားပေးပါမယ်နောက်ဆုံးချစ်အနေနဲ့မေးလို့မရတာကသူမပါ Oh sorry security ပါရင်းနှီးမြှောက်နှံမှုကိုအောင်မြင်အောင်လှောက်ထားနိုင်ပေမဲ့ထိသိမ့်ကာကွယ်တာတွေကမကောင်းဘူးဆိုလို့ရှိရင်တဲတဲရေတော်ဖြစ်သွားနိုင်ပါတယ်ကျွန်တော်ကတော့ access တွေကို Binance တို့လိုနာမည်ကြီးအခြေတွေပေါ်မှာထည့်ထားပါတယ်ဒါအပြင်ပို့ပြီးတော့လှုပ်ချုံသွားအောင် password ကိုသုံးပတ်ချပြီးတော့တစ်ခါပြောင်းပါတယ်မျက်နှာ scan င်ဖတ်တာတို့၊နေပွေရာတို့၊ခြေပွေရာတို့ UFA တွေကိုလည်းအကုန်ဖွင့်ထားပါဗျ။တစ်ချိန်ကြာရင်အဲ့ဒီရင်းနှီးမြောင်းနဲ့ထားတာတွေကိုပြန်ထုတ်ကြမှာပါ။တချို့ကတနည်းစီမံကိန်းနဲ့ထားသလိုတချို့က၃၄၅နဲ့ဆက်သဖြင့်ထားကြပါဗျ။ဒါပေမဲ့တစ်ဖက်မှာကိုရင်းနှီးမြောင်းနဲ့ထားတာတွေကိုဖိုမိုလို့ခေါ်တဲ့အကြောင်းလို့ဝယ်လိုက်တာ၊ FUD လို့ခေါ်တဲ့အကြောင်းလို့ရောင်းလိုက်တာဆိုတော့စိတ်ခံစားချက်တွေလည်းကိုရဲ့စီမံကိန်းမပြီးခင်မှာဖြစ်လာနိုင်ပါတယ်။အဲ့ဒီခံစားချက်ကကျွန်တော်တို့ရင်းနှီးမြောင်းနဲ့မှုရဲ့အကြီးမားဆုံးရန်သူအစ်စ်ပဲဖြစ်ပါတယ်။ရေရှိအောင် မြင်ဖို့အတွက်ကနီးစင်းတဲ့တွေထက်ပိုပြီးတော့အရေးကြီးတာက investment mindset လို့ခေါ်တဲ့ယင်းနေမြုံနံသူတွေရဲ့စိတ်ဓာတ်ပါဒါကြောင့် DYOR do you our research လို့ကိုဘာသာကိုလေးလာဆက်စစ်ပါသူများတွေပြောတိုင်းလိုက်ပြီးတော့မလုပ်ပါနဲ့ပေါ့နော်လူများတွေပြောတိုင်းလည်းမယုံပါနဲ့ပြီးတော့ကိုယ့်ရဲ့ plan ကိုတေချာလိုက်နာပါနေ့စဉ်ဈေးအတက်အကျသတင်းတွေကတော့အမြဲတမ်းရှိမှာပါပဲပေါ့နော်အဲ့ဒါကိုလိုက်ပြီးတော့လူများဝေလေလေကိုကလည်းဝေလေလေလိုက်ပြီးတော့စိတ်ပူပန်နေမဲ့အစားကိုချမှတ်ထားတဲ့ DCA ကိုသာစီကဲရှိရှိနဲ့ကိုယ့်ရဲ့အစီအမံကိန်းပ ြီးတဲ့ဒီအထိလှုပ်သက်ပါတယ်ပေါ့နော်ဒီလိုစီကတ်တကြချီကတ်တာတွေကကျွန်တော်တို့ကိုဈေးကွေးရဲ့အဆိုးအကောက်ကိုခံနိုင်စီစီပြီးတော့စိတ်အေးချမ်းတဲ့ရင်းနှီးမြှုပ်နှံသူ Ever Star တူဖြစ်လာစေမှာပါဆိုတော့အခြေချက်အနေနဲ့ပြန်ပြီးတော့ပြောပြပေးပါမယ်ရေရှိအောင်မြေဖို့အတွက်က Guru ဆွေစီမင်း၅ချစ်ပေါ့နော်ပထမတစ်ချစ်က Race ကိုအရင်ဆုံးစီမံခက်ခွဲပြီးတော့ကိုဆုံးရှုံးနိုင်တဲ့ပမာဏကိုပဲရင်းနှီးပါဒုတိယတစ်ချစ်ကရင်းနှီးမြှုပ်နှံမှုတွေကိုခွဲပြီးတော့ထားပါနံပါတ်3ချင်းက DCA နီလန်းကိုသုံးပါနံပါတ်4က Security ကိုဦးစားပေးပါ။နံပါတ်9က စိတ်ခံစားခြင်းနဲ့လိုက်ပြီးတော့ဆုပ်ဖြတ်တာတွေကိုရှောင်ကြဲပါပေါ့နော်ဆိုတော့ညီကိုတို့ရောလေထက်မှာဒေါ်လာတစ်ထောင်လောက်ရှိမယ်ဆိုရင်လာမယ့်2026မှာငွေတွေတိုးလာအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေပြီးပြပါတွေရှိတယ်ဆိုလို့ရှိရင်အပြန်လည်ဆွေးနွေးလို့ရအောင် comment မှာရေးကပ်ပေးစီချင်ပါတယ်ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပါတယ်ဒါကြောင့် crypto တွေအယောင်းဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေ့လာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ် မိတ်ဆွေတို့အနေနဲ့အခုလော crypto တွေဝယ်စုခြင်းလေဆိုရင် Binance account ရှိဖို့လိုပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို Discord ရှိမှာထည့်ထားပေးပါတယ်ညီကိုတို့အတွက်ဒီ video ကအကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်နောက်တဲ့ဒီလိုမျိုး video တွေအများကြီးလာအောင်မှဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက် video မှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ